ရင်တော့တော့ဒါကျွန်တော်တို့နေသွားတယ်နေရောက်လို့ရှိရင်မိဘပြည်သူတွေကကိုယ့်ကိုတွေ့ရင်ပျော်ကြတယ်အဲအဲ့ဒီအပျော်လေးကတော့ဘယ်လိုပြောရမလဲနောက်ွယ်မှာတော့ကားတွေမရှိဘူးပေါ့နော်အခုကတော့ကိုယ့်ကိုတွေ့တယ်ပျော်တယ်သူတို့ခံစားရတဲ့ဒုက္ခတွေတော့သူတို့မေ့သွားတယ်မေ့သွားပြီးတော့တခဏလေးအတွင်းမှာသူတို့အရန်ဘယ်လိုပြောရမလဲအားရှိသွားကြတယ်လို့ပြောရမှာပေါ့နော်အဲသူတို့အိမ်လေးအိမ်မှာဒါပြေပြတ်သွားစားတယ်ဒီအိမ်မှာဒီ တဲ့သားတွေကျွန်တော်မရပါဘူးလားအဓိကတော့မြစ်တာပြရပါမယ်เนาะမလဲသားတွေပေါ့เนาะခုလိုမျိုးတွေ့ရတဲ့အတွေ့အကြုံကတော့ဒါမှန်တိုင်းပြောရင်တော့ဒီထက်ပိုပြီးတော့ပျော်ရွှင်စရာကောင်းတဲ့တွေ့ဆုံမှုမျိုးနဲ့တွေ့ချင်တာပေါ့เนาะဒါပေမဲ့လည်းဒီချိန်မှာဒီလိုပဲတွေ့ရမှာဖြစ်တဲ့အတွက်တွေ့ကြရတယ်အဲ့ခါမှာဖြည့်မဆယ်နိုင်ဘူးပေါ့เนาะကျွန်တော်ဆိုလည်းအခုဒါအင်တာဗျူးဖြစ်နေနေလဲဒါမျက်ရည်ကကြာနေကြာနေဆိုတာလဲဟိုဘယ်လိုပြောရမလဲဟိုမျက်ရည်ချူတာလည်းမဟုတ်ဘူးမူပြတာလည်းမဟုတ်ဘူးပေါ့เนาะဒါပေမဲ့ကိုယ့်ရဲ့စိတ်ခံစားမှုကဒီစကားတွေကိုပြောနေတဲ့ချိန်မှာ

ောအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုတာကြီးပါခင်ဗျာကျွန်တော်တော့တရုတ်ဆောင်ပိုင်းသိဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အခုငလင်ဘေးသင့်ပြည်သူတွေကိုဒါကယ်ဆယ်ရေးအတွက်သွားခဲ့တာဆိုလို့ရှိရင်အာနေပြီးတော့အာပြောရလို့ရှိရင်ပျော်ပွဲရမဲသင့်ကြောက်စဲမန္တလေးစကိုင်းပြင်ဦးလင်နောက်ပြီးတော့အာအင်းတတားဦးအင်းဝမနူးအုပ်ချောင်းအခုဆိုလို့ရှိရင်မနေ့ပြန်ဆိုရင်ကျွန်တော်တို့အင်းအင်းလေးဒေတာကိုသွားပြီးတော့ ဆက်လက်ပြီးတော့ကုညီကယ်ဆယ်ပေးပါပါခင်ဗျာဒီငလင်ဘေးဖြစ်တဲ့အခါမှာကျွန်တော်သိလိုက်တဲ့အသည့်တစ်ခုကဒီငလင်ကကျွန်တော်တို့အရင်ဖြစ်ခဲ့တဲ့ဘေးရန်တွေနဲ့မတူဘူးပေါ့နော်ငလင်ဘေးကကျတော့လေးလာကြည့်တဲ့အခါမှာဟိုတော်တော်ပျက်စီးဆုံးရှုံးကြရတယ်ပြီးတော့ကိုယ့်ရဲ့အသက်အိုးရင်စီစဉ်ကိုရှာထားတဲ့ဖွေထားတဲ့အရာတွေရဲ့အော်90%လောက်ကဒါချက်တမဟုတ်ထွဲမှာပေါ့နော်အပြက်စီးတွေဖြစ်သွားတဲ့အခါကျတော့ကျွန်တော်တွေကူညီကယ်ဆယ်တဲ့သူတွေအနေနဲ့လည်းဖြည်းဖြည်းနဲ့မှန်မှန် ဒါအလုပ်တွေလုပ်ရင်းနဲ့သွားရမယ်ဆိုတဲ့အသည့်ကိုကျွန်တော်ရရှိလာတာပေါ့အဲ့ခါကျတော့ကျွန်တော်ရဲ့အစောမင်းသားဟန်ထူးဆန်ရဲ့ပူပေါင်းပြီးတော့တိန်းတရာကျွန်တော်တို့နှစ်ယောက်မှတည်တယ်ပူပေါင်းပြီးတော့မတည်ပြီးတဲ့အခါမှာသူ့ဘက်ကပရိသတ်ကျွန်တော်ဘက်ကအာမိဘပြည်သူတွေနဲ့ပေါင်းပြီးတော့ပေါ့ကျွန်တော်အခုဆိုလို့ရှိရင်တိန်း600ကျော်ကျွန်တော်တို့လှူဒန်းပြီးပါပြီခင်ဗျအဲ့တော့ခုနှစ်ရက်သားသမီးအလှူလို့ပြောမယ်ဆိုရင်လည်းမှန်ပါတယ်အာပြီးတဲ့အခါမှာအခုဒါကျွန်တော်တို့အစားအသောက်တွေလှူဒန်းတယ်ပြီးရင်အာတကယ်တမ်းထိခိုက် မှုဖြစ်သွားတယ်ဆုံးရှုံးမှုတွေဖြစ်သွားတယ်မိဘပြည်သူတွေရဲ့လက်ထဲကိုရောက်အောင်ကျွန်တော်တွားရောက်လှူပေးတယ်နောက်ပြီးတဲ့အခါမှာအိမ်ပြိုသွားတဲ့သူတွေပြန်လည်တိဆောက်ဖို့အတွက်ကိုလည်းကျွန်တော်တက်နိုင်သလောက်လှူပေးတယ်နောက်တိလာရှင်ကျောင်းတွေဖုန်ကြီးကျောင်းတွေနောက်ဆုံးအစ္စလမ်ဘာသာဝင်တွေရဲ့ဗလီတွေပြိုသွားတယ်ဒီနေရာတွေကအစကျွန်တော်တို့ရောက်အောင်ထဲထဲဝင်ဝင်အကုန်လုံးကိုတွားရောက်ပြီးတော့လှူဒန်းပေးထားပါတယ်ခင်ဗျာအခုကျန်တဲ့နောက်ထပ် plan တစ်ခုလည်းကျွန်တော်မှရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီလှူဒန်းမှုလေးတွေပြီးဆုံးသွားတဲ့အခါကျရင်ကျွန်တော်တို့ချက်ရတဲ့မိဘပြည်သူတွေအတွက် ်ဒီငလင်ဘေးတင်ပြီးတော့ပေါ့အိုးအိမ်မဲ့သွားတဲ့သူတွေအတွက်ပေါ့နော်နားခိုစရာအိမ်ယာလေးနေရာလေးတစ်ခုပေါ့ဖြစ်အောင်ဖန်တီးပေးဖို့ကိုလည်းကျွန်တော်အခုစူးစမ်းနေပါတယ်အဲ့စူးစမ်းမှုတွေမှာခက်ခဲတွေအဲပြည့်စုံမှုတွေရှိအောင်ပေါ့ချက်ရမီပါပြည်သူတွေကလည်းအဲစုတောင်းပေးပါအောင်လို့ဒီနေ့ကနေပြောပြရစီခင်ဗျာ အာကျွန်တော်တို့ကတော့အိမ်ပြန်ဆောက်ဖို့တွေအိမ်ဖြိုဖို့တွေကြတော့ကိုယ့်ရဲ့ကိုယ့်အလုပ်နဲ့လည်းအရန်ဝေးတယ်ကိုယ်လည်းဒါမကြမ်းကျင်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတွေအထိတော့ကျွန်တော်တို့မရောက်သေးဘူးပေါ့နော်ကျွန်တော်တို့ကတော့အခုလောလောဆယ်တော့ဒါမိုးရသည်ရောက်တော့မယ်အခုလမ်းဘေးမှာအိမ်နေရတဲ့သူတွေအာပေါ့နော်ဟိုကျုံဘေးမှာနေနေရတဲ့သူတွေဒီလူတွေအတွက်ကိုအမိုးနဲ့အကာနဲ့လုံလုံခြုံခြုံနဲ့နေရဖို့အတွက်ကိုကျွန်တော်တို့ပထမဆုံးဒါကိုညံမိတလောက်လေးပေါ့နော်မျက်တောင်မွေတစုံလေးပေါ့ကျွန်တော်တို့ကတော့ဒါစူးစမ်းပေးတာပေါ့မျက်စိတစုံကတော့ဒါကိုထက်အဲဟိုဘယ်လိုပြောရမလဲကိုထက် ကြီးများတဲ့သူတွေကိုထက်အင်အားကြီးတဲ့သူတွေအတွေ့အကြုံကြီးတဲ့သူတွေကလှုပ်ပေးမှာပါခင်ဗျအဓိကတော့ဟိုဆရာကိုတာကြီးနဲ့ကိုအန်ဒူးဆန်ပေါ့နော်ဟိုမတီးပြီးတော့လှူဒန်းတဲ့အခါမှာကိုကိုတိုင်ကလည်းဟိုလှူကျင်စိတ်ဖြစ်တယ်လှူကျင်စိတ်ဖြစ်တဲ့အတွက်ကိုကိုတိုင်လည်းပထမအဦးဆုံးပဲဆရာတို့ online ပေါ့ဟိုပို့စ်တင်ပြီးအလှူခံပြီးဆိုတာနဲ့ကျွန်တော်ကိုတိုင်လည်းကျွန်တော်အမှုပညာရှင်အဲရှာဖွေထားတယ်ပေါ့နော်အမှုပညာရှင်တွေကကျွန်တော်ရှိသလောက်ကျွန်တော်၅သိန်းပထမအဦးဆုံးထည့်ဝင်ပြီးလှူဒန်းဖြစ်ပါတယ်ဟိုပရိုက်တာစိတ်ကဟို တက်ခံရှိနေတာဗောနော်ရှိနေတယ်လို့ဟိုကိုကိုတော့ထင်တာဗောနော်အဲ့တော့အဓိကအဲ့ဒါကြောင့်ကိုစိတ်ကိုဟိုဆုံးဖြတ်လိုက်တာပါလဲဆိုဒီငလျင်ပေးမှာငါအစွမ်းကုန်အငွေအားကျွန်တော်ကကြတော့အဓိကလူငယ်တယောက်ဖြစ်တဲ့အတွက်ကိုကိုတိုင်းလည်းဟိုအများကြီးမရှာနိုင်သေးဘူးအမှန်တိုင်းပြောရရင်ဗောနော်အဲ့တော့ကိုကိုတိုင်းငွေအားလည်းတတ်နိုင်တယ်လို့ကူညီမယ်ပြီးတော့အဓိကကကြတော့လှုပ်အားဗော လှုပ်အားဒါနိုင်အင်အားပြီးတော့နိဗ္ဗာန်စော်ဖို့အတွက်ဒီကျွန်တော်အစွမ်းကုန်ကူညီဖို့အတွက်ဟိုပြင်ဆင်ထားပါတယ်အဓိကတော့ရှေ့ရနေပြီးဥဆောင်နေတဲ့ဆရာကိုတာကြီးတို့ကိုဟန်ဒူးဆန်တို့ဆိုတာလည်းဟိုအင်တိုင်းအားတိုင်းနေပေါ့နော်တိတိချာချာဟိုဘာလဲဆိုအရေးပြတ်ခံပင်ပန်းခံဟိုဒီနေရာတွေကိုသွားလှူဖို့ဆိုရင်လည်းအဲ့နေရာမှာကောက်ကောက်မုံမုံလှူဒန်းနိုင်ဖို့အစီအစဉ်တွေတကြားနဲ့ပလန်ပေါင်းမြောက်များစွာဆွဲပြီးကမှအဲ့နေရာမှာရှိတဲ့လူတွေဥဆောင်နေတဲ့သူတွေတိတိချာချာဒီမိဘပြည်သူတွေလက်ထဲကိုဟိုဒီဟို တကယ်ထိထိရောက်ရောက်နေပေါ့เนาะလှူဒန်းနိုင်ဖို့အတွက်ဒီအများကြီးစီစဉ်နေတဲ့အပေါ်မှာလဲကိုကိုတိုင်ကလဲပါဝင် ပေးရတဲ့အတွက်လဲဟိုအရန်ဟိုဟိုက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 တော့ဟိုဒီကုညီနေရတဲ့ဒီကာလမှာဂျင်းနှက်မိပါတယ်ခင်ဗျာဟုတ်အာအရင်တော့ကတော့ဒါကျွန်တော်တို့နေသွားတယ်နေရောက်လို့ရှိရင်မိဘပြည်သူတွေကကိုကိုတွေ့ရင်ပျော်ကြတယ်အဲအဲ့ဒီအပျော်လေးကတော့ဘယ်လိုပြောရမလဲနောက်ွယ်မှာတော့ကားတွေမရှိဘူးပေါ့เนาะအာအခုကတော့ကိုကိုတွေ့တယ်ပျော်တယ်သူတို့ခံစားရတဲ့ဒုက္ခတွေတော့သူတို့မေ့သွားတယ်မေ့သွားပြီးတော့တခဏလေးအတွင်းမှာ သူတို့အရန်ဘယ်လိုပြောရမလဲအားရှိသွားကြတယ်လို့ပြောရမှာပေါ့နော်ဒါပေမဲ့အဲ့ဒီရဲ့နောက်ွယ်မှာတော့အားလုံးကတောကားကိုစီရှိကြတယ်မျက်ရည်ကိုစီရှိကြတယ်ကိုကိုတိုင်လည်းဒီလိုပါပဲအရင်တော့ကိုနေတခုကိုဆင်းလိုက်လို့ကိုအာကိုသားကြီးဆိုဝိုင်းអော်လိုက်တဲ့ချိန်မှာကိုကလည်းဗျာဆိုပြီးအကျိအော်ထုတ်မိတယ်ပေါ့နော်အဲအဲ့ဒီနောက်ွယ်မှာလည်းကိုကလည်းပီတိတွေဖြစ်တယ်လို့ကိုရဲ့အပြုံးတွေလည်းရှိတာပေါ့ဒါပေမဲ့ဒီတစ်ခါကျတော့ကိုသားကြီးလို့ပြောလိုက်ပေမဲ့လည်းအဲ့ဒီရဲ့နောက်ွယ်မှာကိုကိုတိုင်လည်းဒါမျက်ရည်မကျအောင်မနေထိန်ထားရတယ်သူတို့သူတို့ကိုတိုင်လည်းသူတို့ရဲ့ မျက်လုံးထဲမှာမျက်ရည်တွေနဲ့သို့တော်လည်းအဲတခဏလေးတွေးမှာတော့သူတို့စိတ်ချမ်းသာပါတယ်သူတို့အားလာပေးတယ်အဓိကတော့ကျွန်တော်ကျွန်တော်တို့ဆိုတာကအမှန်တမ်းပြောမယ်ဆိုတော့မြန်မာပြည်မှာရှိတဲ့တထေးကြီးတွေကိုတဲ့အင်အားကြီးတဲ့လှုပ်ဆောင်နိုင်တဲ့သူတွေနဲ့ရှင်ရင်တော့ဒါကျွန်တော်တို့လှုပ်နိုင်တဲ့ပရာပရာဟီတာဆိုတော့ဒါအနေချင်းလေးပဲပေါ့နော်ဒါပေမဲ့အဲ့ဒီမှာမှကျွန်တော်တို့ကဘာကိုထပ်ဆောင်းပြီးတော့ဖြည့်ပေးလဲဆိုတော့ကျွန်တော်ရဲ့မြေတားတွေကျွန်တော်ရဲ့နှွေးထွေးမှုတွေကိုဒါမိဖပြည်သူတွေကိုတမင်ဆင်းပြီးတော့ ပေးတာပါခင်ဗျာအဲ့အတွက်ကြောင့်မို့လို့လေအဲတကယ်ဖြစ်တဲ့နေရာတွေအထီကိုရောက်အောင်သွားတယ်တကယ်ခံစားခဲ့ရတဲ့သူတွေသူတို့ရဲ့ရင်ဖွင့်တဲ့စကားတွေသူတို့ပြောပြချင်နေတဲ့အရာတွေနားထောင်ပေးတယ်သူတို့နှစ်သိမ့်ပေးတယ်သူတို့ပို့ပြီးတော့အားရှိလာအောင်ဘဝကိုလူလိုပြောမှဒီလိုအခက်ခဲတွေနဲ့နောက်ဆက်ပြီးတော့ဟိုဥမာခြေထောက်ဖြတ်လိုက်ရတဲ့သူဆိုလဲခြေထောက်မရှိတော့ဘူးကောနော်ဒီခြေထောက်မရှိတော့တဲ့ဘဝနဲ့ဘလို့ ဘဝတွေကိုဆက်ပြီးတော့ရှင်သန်ရှင်သန်ရမလဲဆိုတာလေးတွေကိုတတ်နိုင်သလောက်ပေါ့မတိမတာလေးနဲ့အားပေးစကားတွေပြောပေးခြင်းတယ်ပေါ့ဒီစိတ်နဲ့ပဲကျွန်တော်တို့ရောက်အောင်သွားပေးကြတာပါအာကျွန်တော်ဟန်ဒူဆန်ရောဟိုဘယ်လိုပြောရမလဲတချို့ဆိုပြောတယ်အနေဖြစ်မှာစိုးရိမ်နေအနေမရှိအောင်သွားကြပါဆိုပြီးတော့လည်းတချို့ကလည်းပြောပေးကြတယ်အဲ့တော့လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါလေဟုတ် ဟိုဟာပေါ့အခုလိုမျိုးတွေးရတဲ့တွေးရတော့ဒါမှန်တိုင်းပြောရင်တော့ဒီထက်ပိုပြီးတော့ပျော်ရွှင်စရာကောင်းတဲ့တွေးဆုံမှုမျိုးနဲ့တွေးချင်တာပေါ့နော်အဲဒါပေမဲ့လည်းဒီချိန်မှာဒီလိုပဲတွေးရမှာဖြစ်တဲ့အတွက်တွေးကြရတယ်အဲ့ခါမှာဖြည့်မဆင်နိုင်ဘူးပေါ့နော်ကျွန်တော်ဆိုလည်းအခုဒါအင်တာဗျူးဖြစ်နေနေလည်းဒါမျက်ရည်ကကြရတယ်ကြာနေဆိုတော့လေဟိုဘယ်လိုပြောရမလဲဟိုမျက်ရည်ချူတာလည်းမဟုတ်ဘူးမူပြတာလည်းမဟုတ်ဘူးဘောတော့ဒါပေမဲ့ကိုယ့်ရဲ့စိတ်ခံစားမှုကဒီစကားတွေကိုပြောနေတဲ့အချိန်မှာအာမြေပြင်မှာဖြစ်နေတဲ့တောကတွေဒုက္ခတွေကိုကိုယ်ပြန်ပြီးမြင်ရောင်သွားတယ် အဲ့ဒီနေရာကိုပြန်ရောက်သွားတာဖြစ်တဲ့အတွက်ဒီမျက်ရည်လေးဆိုတော့လည်းထိန်းလို့မရဘူးပေါ့နော်ဟိုကျွန်တော်တို့သွားလှူတဲ့အချိန်မှာမန္တလေးကမြဝတီသီလရှင်ကျောင်းတိုက်တစ်ခုရှိတယ်ပေါ့အဲ့ကျောင်းတိုက်ဆိုလို့ရှင်ကျောင်းထဲမှာရှိတဲ့မြအစာအုပ်အကုန်လုံးပြိုသွားတာအပား၁၈၀ရှိတယ်တကြောင်မှမကြောင်အကုန်ပြိုသွားတာပြိုသွားတဲ့အခါကျတော့သူတို့လမ်းမေးမှာပဲနေရတယ်ဟိုဒီလိုမျိုးပေါ့ ရေကြီးပေါ်မှာအိပ်ရတယ်ရထားတန်လန်းရထားတန်လန်းပေးနေရမှာအိပ်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးအိပ်ရတယ်တိလာရှင်နေအဲ့ဒီမှာတိလာရှင်ခေါင်းဆောင်ဆရာကြီးဆိုလို့ရှိရင်အသက်89နှစ်ရှိပြီသူဆိုလို့ရှိရင်ကျွန်တော်တို့တွေ့တဲ့အခါမှာအာရဝန်းသားနဲ့ကျန်တဲ့တိလာရှင်အပါ180ရလဲကိုယ့်ရဲ့ကိုယ်အားပေးနေတဲ့သူတွေဖြစ်တာကြတော့ဟိုအာရဝန်းသားနဲ့ပျော်ကြတာပေါ့နော်ပျော်ကြတယ်တိလာရှင်ဆရာကြီးဆိုလဲဒါကျွန်တော်တို့စိတ်မကောင်းဖြစ်မှာဆိုလို့ဆိုရီးစရာတွေပြောနေတာ တော့ရည်စရာတွေပြောပေးနေတာကျွန်တော်တို့ပြောဘလောက်ပဲသူရည်စရာတွေပြောပေးပြောပေးကျွန်တော်တို့လည်းလိုက်ကြည့်နေပေမဲ့လည်းကျွန်တော်မျက်လုံးကလည်းဒါမျက်ရည်ဒါပေါပေါပေါကြားနေတာပေါ့နော်ခုနကပြောသလိုဘလောက်ထိခံစားရလဲဆိုတော့ကျွန်တော်တွေမျက်နှာမှာပြုံးနေပေမဲ့အဲမျက်လုံးတွေမှာပြုံးနေပေမဲ့ပါးစပ်တွေမှာပြုံးနေပေမဲ့နောက်ွယ်မှာတော့ရည်ရည်ကိုစီနဲ့ဆိုတာကတော့အထင်သားမြင်ရပါတယ်အဲ့အတွက်လည်းအားလုံးကိုလည်းကိုချင်းစာသလိုအားလုံးရဲ့ဒုက္ခတွေကိုလည်းအဲမျှဝေခံစားပေးပါတယ်တတ်နိုင်သလောက်လည်း အဲကုညီလောက်ဆောင်သွားဖို့အတွက်ကိုလည်းရည်ရွယ်ထားပါတယ်ခင်ဗျအဲ့တော့ဒါထပ်ပြီးတော့လည်းသွားမယ်ဆိုတာဟုတ်ကဲ့ဟုတ်ထပ်သွားမှာတော့အခုကျွန်တော်တို့ကြံနေသေးတဲ့နေရာလေးတစ်ခုကတော့အင်းတဲကိုကြံနေတာပေါ့နော်အင်းအင်းလေးမှာအင်းလေးမှာအများကြီးပျက်စီးသွားတယ်အဲ့အတွက်လည်းကျွန်တော်တို့အခုအင်းလေးကိုသွားဖို့အတွက်ကို မနေ့ပြန်ကျွန်တော်တို့စတင်ပြီးသွားမှာပါအဲ့မှာကျွန်တော်တို့ရည်ရွယ်ထားတာတော့ရွာလေးတစ်ရွာရှိတယ်အင်ဂျင်140ရှိတယ်ပေါ့နော်140လုံးနီးပါးပျက်စီးဆုံးရှုံးသွားတယ်လို့ကြားတယ်အဲ့ဒီအင်ဂျင်140အတွက်ကိုကျွန်တော်တို့တအိမ်တောင်တသိန်းနှုံးနဲ့သိန်း140သွားလူကိုအတွက်ကိုကျွန်တော်တို့အဆီဇန်ဆောင်ရနေပါတယ်မနေ့ပြန်မနေ့ဆိုရင်ကျွန်တော်စတင်ပြီးတော့ခရီးထွက်ပါမယ်ခင်ဗျအင်းလေးဘက်ကိုလေဒါဆိုရင်တော့ငလင်ဒီတစ်ခါသွားပြီးပြီဆိုရင်တော့ငလင်အဲဒဏ်ခံစားခဲ့ရတဲ့ မျိုးရွာတွေအကုန်နီးပါးတော့တရှိသွားပြီပြီးတဲ့အခါမှာကျွန်တော်ရဲ့ပလန်အရာဒုတိယပလန်အနေနဲ့ခုနကပြောတဲ့အဲနေထိုင်စရာနေရာလေးတခုကိုဖန်တီးဖို့အတွက်ကိုကျွန်တော်ပြန်လည်ပြီးတော့စ조사ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟိုဒီအင်းလေးသွားပြီဆိုတော့လည်းကျွန်တော်လည်းလိုက်ပြီးကူညီมาပါခင်ဗျာအဆက်ဆက်ရရအဓိကတော့ဟိုကျွန်တော်တို့လူတွေဒီမှာရှိတဲ့သူတွေပေါ့เนาะဆရာတို့နဲ့အတူတူသွားပြီးတော့အဓိကတော့သူတို့ကို ဟိုပြန်လဲထူထောင်ရေးအတွက်အကူအညီရင်းနဲ့ပဲတို့စိတ်ခွန်အားပေးဖို့အတွက်လည်းကျွန်တော်လိုက်သွားမှာပါခင်ဗျာဟုတ်